မင်္ဂလာပါရှင်ခေတ်သစ်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လူချင်းရင်ရွှေကောက်ပွဲကိုကန္နာကောစာမလုပ်ဖို့နဲ့ပူပေါင်းကြဖို့မင်းရောက်လိုက်ချင်း၆ပန်းနဲ့အကြောင်းတင်ဆက်ပေးပါမယ် အကြံပတ်စကောင်းဆောင်မင်းရောင်လိုင်ကပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်ရင်ရွှေကောက်ပွဲကိုကန္နာကောစာမလုပ်ဖို့နဲ့ပူပေါင်းကြဖို့ချိန်ဆမှုတွေလှုံ့ဆော်လာပြန်ပါတယ်။မနေ့ကမလ9ရက်နေ့ရုရှားမှာနေပြည်တော်ကိုအပြန်ခီးလေရင်ပေါ်မှာစစ်တမ်းလောက်ခံမီဒီယာတွေကိုအင်တာဗျူးဖြေကြားစဉ်မင်းရောင်လိုင်ကအထပ်ပါတိုင်းချိန်ချောက်ပြောဆိုခြင်းဖြစ်ပါတယ်။အကြံပတ်မင်းရောင်လိုင်က၎င်းတွေနဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပမယ်လို့ပြောခဲ့ပြီးဖြစ်ပါကြောင်းပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်ရင်ရွေးကောက်ပွဲကိုမဆန့်ကျင်ဖို့ မင်းအောင်လှိုင်ကထုတ်ဖော်ပြောဆိုချင်းချောက်ပြန်ပါတယ်ပါတီဆောင်ဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်လို့ကျွန်တော်ပြောခဲ့တာရှိရေဒါကိုကျွန်တော်တို့ခိုင်ခိုင်မာမာလုပ်မှာပါပါတီဆောင်ဒီမိုကရေစီစနစ်ကိုတကယ်လို့ကျန်လို့ရှိရင်ကန္နာကောဆာလုပ်မနေနဲ့ပူပေါင်းဆောင်ရွက်ဖို့ပဲလိုတယ်လို့မင်းအောင်လိုင်းကချိန်ချောက်ပါတယ် င်းရောင်လိုင်းကရွှေကောက်ပွဲကိုစစ်အာဏာသိမ်းမှုသက်တမ်း၅နှစ်ပြည့်တဲ့2025ခုနှစ်ဒီဇင်ဘာဓမ္မမဟော2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာပြုလုပ်မှာဖြစ်ကြောင်းဘယ်လာရုစ်နိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီးအုပ်ဖို့ရှိကြေးရွာများမှလူငယ်များကိုစစ်မှုထံခိုင်းဖို့ဖမ်းဆီးစဉ်ပြည်သူများထွက်ပြေးသွားတဲ့အတွက်စစ်တပ်ကရွာလုံးကျွတ်မိရှို့ဖျက်ဆီးပြီးအဖိုးရန်ရွှေငွေနဲ့ယတနာများကိုလည်းစစ်သားများကလူရက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအုပ်ဖို့မြို့နယ်ရှိကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးစဉ်လူငယ်များအလုံးထွက်ပြေးသွားလို့နေအိမ်များကိုမိရှို့ဖျက်ဆီးပြီးပြည်သူပိုင်းအဖိုးရန်ရွှေငွေနဲ့ယတနာတွေကိုလည်းစစ်သားတွေကလူရက်သွားကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။ မလ9ရက်နေ့မနက်ပိုင်းကစတင်ပြီးအုပ်ဖို့မြို့နယ်အတွင်းရှိဒေါင်းလီရွာဒေါင်းကြီးရွာအညာတန်းရွာဂွေးချောင်းရွာတပြေစန်းရွာတာလီကာရွာနဲ့ချောင်းခွရွာတို့ကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြံဘတ်စစ်ကောင်စီကမနေ့ကညနေ6နာရီဝန်းကျင်ကအချိန်အုပ်ဖို့မြို့နယ်တပြေစန်းရွာကိုဝင်ရောက်စီးနင်းခဲ့ကြောင်းအဲ့ဒီလိုဝင်ရောက်စဉ်လူငယ်အားလုံးထွက်ပြေးသွားပြီးကျေးရွာတွင်အမျိုးသမီးများသာကြန့်ရှိနေတာကြောင့်စစ်တပ်ကကျေးရွာတွင်ရှိနေအိမ်များနဲ့ဆိုင်ကယ်များကိုမိရှို့ဖျက်ဆီးသွားကြောင်းသိရပါတယ်။ အပြင်စစ်တပ်ကကျင်းရွာတွင်ကြန့်ရှိနေတဲ့စစ်ဘေးတင်အမျိုးသမီးတွေရဲ့လက်ဝတ်လက်စားတွေကိုလည်းအတင်းအဓမ္မချုပ်ယူသွားပြီးမွေးမြူထားတဲ့ကြက်ဘဲနဲ့စားသောက်ကုန်တွေကိုလူရဲယူဆောင်သွားကြောင်းသိရပါတယ်။လက်ရှိချိန်ထိကျင်းရွာများမှာစစ်မှုထမ်းတဲ့လူငယ်များမှာဆက်လက်ထွက်ပြေးတင်းရှောင်နေရပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကကျင်းရွာတိုင်းမှာတပ်ဖြန့်ထားကြောင်းသိရပါတယ်။အုပ်ဖုံမျိုးနယ်တွေကကျင်းရွာတွေကိုစစ်ခွေးတွေကမနေ့ကဝင်းရောက်ပေါ်တာဆွဲဖမ်းဆီးတာလူငယ်တွေကတော့ထွက်ပြေးတင်းရှောင်နိုင်ခဲ့တဲ့ရွာထဲမှာအမျိုးသမီးတွေပဲကြန့်ရှိတော့တဲ့ပြည်သူတွေဝစ်ဆင်ထားတဲ့ ရွှေတဲ့ပစ္စည်းတွေကိုလည်းအတင်းအဓမ္မချုပ်ယူသွားတယ်။အိမ်မွေးတရိစံနေတဲ့စားတောက်ကုန်ပစ္စည်းတွေကိုလည်းစစ်ခွေးတွေကယူဆောင်သွားတယ်။စစ်ခွေးတွေကရွာတွေထဲမှာရှိနေတဲ့ပြန်မထွက်သေးဘူး။တပြေစခန်းရွာက နေအိမ်တွေနဲ့ဆိုင်ကယ်တွေကိုလည်းမိရှုပ်ပျက်စီးသွားတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်။မန္လာ၆ရက်နေ့မှာအုပ်ဖုံမျိုးနဲ့တာလီကာကျေးရွာမှာလူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ဖမ်းဆီးနေတဲ့အုပ်ချုပ်ရီမှုမြင့်ဦးကိုတာယာဝရီခရိုင်တိုင်ရင်အမတ်3800တက်ခွဲ9ကျိုးပင်ကောင်ဟီရိုပျောက်ကြားတက်ခွဲမှာတော်လိုင်းရဲဘော်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတိုက်ဆုံသွားပြီးရဲ့နောက်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့ဟစ်ဟော့ပွဲပါဝင်သူများပြည်သူများကိုတောင်းပန်ရန်ရေပေါ်ဝဲဖွဲ့တောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီထိပ်ပိုင်းအရာရှိရဲ့တားဖြစ်သူပံပိုးမှုနဲ့ပြုလုပ်ခဲ့တဲ့ဝေဖန်ခံနေရတဲ့ဟစ်ဟော့ဖြောပြပွဲမှာပါဝင်တဲ့ rapper တွေအနေနဲ့ပြည်သူလူထုကိုတောင်းပန်ဖို့ရေပေါ်ဝဲပြည်သူအကြိုပြုလူငယ်အဖွဲ့အစည်းကတောင်းဆိုလိုက်ပါတယ်။မြန်မာဟစ်ဟော့လောကမပြောင်းဆန်ခင်ဟစ်ဟော့အာဇာနီ Netric Asset အပါအဝင်တော်လိုင်းကာလာအတွင်းအသက်သွေးချွေးမိသားစုတွေကိုစွန့်လွတ်တိုက်ပွဲဝင်နေတဲ့ rapper တွေနဲ့ပြည်သူလူထုကိုအမြန်တောင်းပန်စေ လိုကြောင်းလို့မလ9ရက်နေ့မှာရှေးပွဲကတောင်းဆိုလိုက်ပါတယ်။ဟစ်ပေါ်25နှစ်ပြည့်ဖြောပြပွဲအနေနဲ့မလ10ရက်နေ့နေ့ရက်မှာပြုလုပ်ခဲ့တဲ့ဖြောပြပွဲကိုစီစဉ်သူတွေမှာစစ်ကောင်စီရဲ့စစ်ဘက်ရာလုံးကြုံရေးတပ်ဖွဲ့ဆာယာဖာအရာရှိချုပ်ပူချုပ်ကြီးရဲဝင်းဦးရဲ့သားထက်ရန်အောင်ပါဝင်ဆီ၎င်းဖြောပြပွဲမှာပါဝင်သူတွေကိုပြည်သူတွေကပြင်းပြင်းထန်ထန်ဝေဖန်နေခြင်းဖြစ်ပါတယ်။ ရှင်းရှင်းလေးပါရှိုးဆိုလို့လည်းတန်ခတ်တာမဟုတ်တလို့စိတ်ခံစားမှုအရာပျော်နေလို့တန်ခတ်တာလည်းမဟုတ်ပါဘူးငါတို့ကိုမလူလို့မထောက်ပံ့လို့တန်ခတ်တာလည်းမဟုတ်တလို့တော်လောင်ရင်ထဲမှာတိုင်းရဲ့မပါဝင်လို့တန်ခတ်တာလည်းမဟုတ်ပါဘူးစစ်တပ်နဲ့ဆက်ဆက်နေတဲ့ပြင်အန်နီရဲ့ကြည်ပြီးမအားလားအားကိုရတဲ့စာရဖသားနဲ့မှဆက်ဆက်ပူးပေါင်းနေလို့ဖြစ်ပါတယ်လို့ရေပဝဲရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဟစ်ပေါ်ကဂီတာထပ်ပေါ်တဲ့ရှင်ကျင်းမှုတစ်ခုဖြစ်ပြီးဖိနေမှုတွေကိုတွန်းလှန်နေရှင်ကျင်းမှုဖြစ်တယ်လို့ခဲအဆက်ဆက်မှာအစိုးရရဲ့ဖိနေမှုတွေကိုဟစ်ပေါ်ဂီတာနဲ့တွန်းလှန်ခဲ့တဲ့အကြောင်းအရာတွေ ိုဥပမာပေးပြီးရှင်ဘွဲကပြောထားပါတယ်။အဲ့ဒီဘွဲမှာပါဝင်တဲ့နာမည်ကြီးရပ်ပါအများစုကဖြောပြပွဲပုံရိပ်တွေကို၎င်းတို့ရဲ့ Facebook မှာပြန်လည်ဝေမျှထားတာကိုတွေ့ရပြီးဝေဖန်မှုတွေနဲ့ပတ်သက်ပြီးပြန်လည်ဖြေရှင်းထားတာကိုမတွေ့ရတော့လဲ။အထုရပ်ပါတွေကပြည်ရင်းမှာနေထိုင်ရတဲ့အခက်အခဲတွေနဲ့မိသားစုစားဝတ်နေရေးကိုအကြောင်းပြရှင်းလင်းထားတာကိုတွေ့ရပါတယ်။ နွေဦးတော်လိုင်းအိမ်မှာပါဝင်နေတဲ့ hip hop ဂီတာကိုချစ်မြတ်နိုးသူတအုပ်ပြတဲ့ rapper PK ကခမားလူတွေကတချို့ကစားဝတ်နေရတဲ့လုံနေရပါတယ်ပြောတော့လဲတိတ်ကြီးချင်းမိတယ် art ဆိုတာမျိုးကငွေကြေးအောင်မြင်မှုတွေအတွက်လုံရတာမဟုတ်ဘူးလို့ပါဇက်ကတွင်တွင်ပြောခဲ့တဲ့သူတွေကအခုလိုအချိန်မှာတခြားသမားအာစီဝဘာမှလုံမစားတက်လာအောင်တိတ်ညံ့ဖြင်းသွားကြတာပဲလားခြေတွေလက်တွေပြက်ကုန်တာပဲလားတကယ်တော့ဒါကအကြောင်းပြချက်တသက်ပါလို့၎င်းရဲ့ Facebook မှာရေးသားထားပါတယ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဆောင်နဲ့ဆာယာဖာကနေ့စဉ်နဲ့များပြည်သူလူထုနဲ့တော်လိုင်းသမားတွေဖမ်းဆီးခြင်းစစ်ကြောရေးစခန်းများမှာနှိပ်စက်တပ်ဖြတ်ခြင်းတော်လန်သူများရဲ့ခွင့်ရများတဲ့ကိုထိုးဖောက်ဝင်ရောက်ခြင်းစတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါအပြင်စစ်တပ်အာဏာသိမ်းတဲ့အချိန်မှာစစ်တပ်ရဲ့ဆယ်ဦးမြောက်တာဝန်ရှိသူလက်ဖတန်ဂျန်နရယ်အနေနဲ့စစ်ကောင်စီရဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုဦးဆောင်တာဝန်ယူခဲ့သူဖြစ်ကပြည်သူများမတရားတပ်ဖြတ်ခံရမှုတွေမှာအ धिक တာဝန်ရှိသူဖြစ်တယ်လို့တော်လန်လူငယ်တွေကပြောပါတယ်။စီယုံရေးဆန်ဆန်နေပဲဆက်ပြီးပြည်ရင်းပြည်ပမခွဲခြားဘူး၊နေရဒေသမခွဲခြားဘူး၊အသားအရမခွဲခြားဘူး၊ဘာသာမခွဲခြားပဲ၊ရဝန်းတွေမခွဲခြားပဲအတူဆက်သွားကြမှာတယ်လို့ ရှိဘဝဲဖွင့်ရင်ဥက္ကဋ္ဌကမြစ်တာရက်ခံထားပါရယ်နောက်ထပ်တစ်ပုတ်နေနေစစ်မှုရန်ပတ်စင်ရှစ်စင်ခလာရ259ကိုတန်ရင်မှစစ်မှုရန်တသားတဲ့တူတော်လိုင်းဖွင့်များနဲ့ချိတ်ဆက်ပြီးအလင်းဝင်နေအကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့မှာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့ခလာရ259ကိုတန်ရင်မှစစ်မှုရန်တသားတဲ့တူအလင်းဝင်ရောက်ခဲ့ကြောင်းဒေသတွင်သတင်းရင်းမြစ်တွေကပြောပါရယ်။မလရှိရနေ့မှာရှိစကြုံမြို့နယ်ခလာရ259ကိုတန်ရင်မှတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်မှုရန်တသားတဲ့တူကပခုတ်ကူခရိုင်ပကဖကိုချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါအလင်းဝင်လာတဲ့စစ်မှုလန်တပ်သားတစ်က2024နိုဝင်ဘာလ9ရက်နေ့ကအလုံမပြန်လာစဉ်မုံရွာမြို့ပေါ်မှာအစံဖက်စစ်ကောင်စီတပ်သားတွေရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းခံနေရခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်မှုလန်တပ်သားတစ်ကမုံရွာမြို့နယ်ကပါတနက်မပါလာပါဘူးအပတ်စဉ်ရှိကပါမုံမှန်တန်တန်းတိုင်ရင်နဲ့ထွက်ပြေးခြင်းနဲ့လို့ဆိုပြီးချိန်လာလို့ကဲထုတ်ခဲ့ရတာပါ။သူက2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကမုံရွာမြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံရတာပါ။သူကစစ်တပ်ကိုအရာခံတဲ့အကြက်ကြီးတန်တန်းကြောင်းဘက်ထူးတန်တန်းမှာနှစ်လခွဲတက်ရောက်ခဲ့တယ်လို့သိရ တယ်သူကတော့ PDF တရင်တခုလည်းဝင်ပြီးစစ်ကောင်စီကိုပြန်လဲတိုက်ခိုက်သွားပါမယ်ပြောပါတယ်ပခုတ်ခုကရိုင်းပါကဖားနဲ့ချိတ်ဆက်ပြီးကဲထုတ်ခဲ့တာပါလို့ဒေသတွင်သတင်းရင်းမြစ်တွေကပြောပါတယ်အလင်းဝင်လာတဲ့စစ်မှုတသားတွေကိုတော်လိုင်းကြီးတပ်ဖွဲ့တွေကဆက်လက်ထိန်းသိမ်းထားပြီးကောင်းမွန်စွာစောင့်ရှောက်ထားကြောင်းထပ်မံအလင်းဝင်လာမယ့်စစ်ကောင်စီတပ်သားတွေကိုနှွေးထွေးစွာကြိုးဆိုသွားမှာဖြစ်ကြောင်းပခုတ်ခုကရိုင်းပါကဖားကအတည်ပြုနှိုးဆော်ထားပါတယ် ဆလပီးဘကိုတိုင်းအုပ်ဖုံမျိုးနဲ့ညံကုန်းရွာမှာကလေးဖာခင်ကိုရဲမင်းနိုင်ကိုစစ်တပ်ကစစ်မှုထမ်းခိုင်းဖို့နေအိမ်ထဲထိဝင်ရောက်ဖမ်းဆီးပြီးအသက်နှစ်နှစ်အရွယ်တားငယ်လေးချန်ရခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုတိုင်းမှာအကြမ်းဖက်စစ်တပ်ကလူငယ်တွေကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးလျက်ရှိရာအုပ်ဖုံမျိုးနဲ့တံကုန်းရွာမှာတားတယ်ဖာခင်ကိုရဲမင်းနိုင်ကိုလည်းစစ်မှုထမ်းခိုင်းဖို့နေအိမ်ထဲထိဝင်ရောက်ဖမ်းဆီးသွားပြီးအသက်နှစ်နှစ်အရွယ်တားဖြစ်သူချန်ရခဲ့ကြောင်းကိုရဲမင်းနိုင်ရဲ့မိတ်ဆွေတွေကရှန်ကုန်းခေတ်တဲ့တရင်ဌာနကိုပြောပါရယ်။မနေ့ကမလ9ရက်နေ့ည7:00ခန်းချိန်အုပ်ဖုံမျိုးနဲ့တံ ကုန်းရွာမှာကိုရဲမင်းနိုင်ကနေအိမ်တွင်ဓမင်းစားနေစဉ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကအဲစင်းဝင်ရောက်ဆစ်ဆီပြီး၎င်းကိုပေါ်တာဆွဲဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကိုရဲမင်းနိုင်မှာအသက်နှစ်နှစ်အရွယ်ကလေးငယ်တဦးကျန်းခဲ့ပြီးတောင်ကုန်းရွာအုပ်ချုပ်ရေးမှူးဝန်အောင်နဲ့ယာအိမ်မှုရွှေစင်တို့ကပေါ်တာဆွဲဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မနေ့ကည၈နာရီလောက်ကကိုရဲမင်းနိုင်နေအိမ်နဲ့ဓမင်းစားနေတော့စစ်ခွေးတွေကအဲစင်းစစ်မယ်ဆိုပြီးလမ်းခေါ်လို့ထွန့်တွေ့တော့မယ်တခါလဲဆွဲခေါ်ပြီးပေါ်တာဆွဲဖမ်းဆီးသွားတာကိုရဲမင်းနိုင်မှာအသက်နှစ်နှစ်အရွယ်သားလေးကျန် ခဲ့တယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါရယ် အလားတူမလရှိရန်ဒီကလည်းအုပ်ဖုံမြို့နယ်ကျက်စုတော်ရွာမှာလူငယ်တအုပ်ကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရပါတယ်။ဒါအပြင်ပဲခူတိုင်းအောင်လံမြို့နယ်မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလူငယ်တွေကိုနေ့စဉ်ပေါ်တာဆွဲဖမ်းဆီးနေကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။အောင်လံမြို့နယ်ရှိပြလို့တိုင်နယ်နဲ့ညောင်စောက်ပင်တိုင်နယ်တွင်ရှိကျေးရွာများမှာလူငယ်များကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကမလပိုင်းကစတင်ပြီးစတိုက်ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်းမလကိုရည်နေမနက်၈နာရီကမှလည်းလက်ပံကန်ကျေးရွာမှာကြံခုန်နေတဲ့ပြည်သူနှောင်းကိုလည်း င်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရပါတယ်။အောင်လံမြို့နယ်ကပြက်လို့တိုက်နယ်နဲ့ညောင်စောက်ပင်တိုက်နယ်ကလူငယ်တွေကိုနေ့စဉ်ပေါ်တာဆွဲဖမ်းဆီးနေတာတနေ့ကို၃လေးဦးအမြင်ဖမ်းဆီးနေတာစစ်ခွေးတွေကြောင့်လူငယ်တွေလည်းလုပ်ငန်းဝင်သွားဖို့ခက်ခဲနေတဲ့နေအိမ်တွေကနေမထွက်ရဲတော့တဲ့အခြေအနေပဲ။အုပ်ချုပ်ရေးမှုတွေနဲ့စစ်ခွေးတွေပေါင်းပြီးဖမ်းနေတာလို့ဒေသခံပြည်သူတောင်းကပြောကြားခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။